ဒီဗီဒီယိုမှာတော့ speaking ပြောတဲ့ခါမှာမဖြစ်မနေသိရမယ်။အတူကောက်စကားလုံးလေးတွေနဲ့သူတို့ရဲ့အသုံးပြပုံလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးစကားလုံးလေးက one out သူ့ရဲ့အရှိအောက်က one two သူ့ကိုဘယ်လိုခါမှာသုံးလဲဆိုတော့ကိုယ်လုံးချင်တဲ့အရာတွေပြောတဲ့ခါမှာသုံးတယ်။ဥပမာပြောရမယ်ဆိုရင် I want to play games ကျွန်တော်ဂိမ်းကစားချင်တယ်။ one out ရဲ့နောက်မှာ verb infinitive ကိုသုံးပြီးတော့မှပြောလို့ရပါတယ်။ Valve Infinity ဆိုတာ SESEDING ဘာမှမပါဝင်တဲ့ Moving Valve ကိုဆိုလိုခြင်းဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင် I want to go shopping ကျွန်တော်ဈေးဝယ်ထွက်ခြင်းနဲ့ Outer Circle တစ်ခုကကြတော့ Ghana Ghana ရဲ့အခြေအောက်က going to သူ့ကိုဘယ်လိုခါမှတုံးလဲဆိုတော့အနာဂတ်မှာလုပ်မယ့် future plan တွေကိုပြောတဲ့ခါမှတုံးတယ်ပေါ့။ဥပမာပြောရမယ်ဆိုရင် I'm gonna watch a movie tonight ကျွန်တော်ဒီနေ့ညရုပ်ရှင်ကြည့်မှာ ါ။ဆိုရင်အနာဂတ် plan ကိုပြောတာဖြစ်တဲ့အတွက်ဂါနာကိုတုံးလိုက်တဲ့ဂါနာလည်းတူတူပဲသူရဲ့နောက်မှာ Flash Infinity တွဲပြီးတော့လာရမယ်ပေါ့။ဒါမှမဟုတ်ဒီမှာတတိထားမယ်တစ်ချက်ကဂါနာကိုတုံးတဲ့အခါမှာ Flash 2B တလုံးလုံးနဲ့တွဲပြီးတော့တုံးပြရပါတယ်။ဆိုလိုချင်တာသူရဲ့အရှိမ MSR တလုံးလုံးထည့်ပြရပါမယ်။အဲ့တော့ subject ပုံမူတည်ပြီးတော့မှတင်းတော်တဲ့စကားလုံးလေးကိုထည့်ပြရမှာပေါ့။နောက်တဲ့စကားလုံးလေးတစ်လုံးကကျတော့ let me let me ကိုကျတော့ကိုယ့်ကိုခွင့်ပြုဖို့ပြောတဲ့အခါမှာတုံးလို့ရတယ်။ ဟိုမှာပြောရမယ်ဆိုရင် let me help you ကျွန်တော်ကိုကူညီခွင့်ပြုပါ let me ရနောက်မှာဆိုရင်လည်း fast infinitive ထည့်ပြီးတော့ like တုံးပါတယ်နောက်ထပ်စကားလုံးတစ်လုံးအကြာတော့ give me give me ကိုကြာဘလို့ခါမှာတုံးလဲဆိုတော့ကိုကတခုခုကိုလိုချင်တဲ့အခါကို့ကိုပေးဖို့ပြောတဲ့အခါဒီမှာဆိုရင်ဒီစကားလုံးကိုတုံးလို့ရတယ်ပေါ့ဟိုမှာပြောရမယ်ဆိုရင် can you give me your phone number မင်းကဟိုမင်းရဲ့ဖုန်းနံပါတ်ပေးလို့ရမလား give me ရ ခိုတောင်းဆိုတာဖြစ်တဲ့အတွက်သူရဲ့နောက်မှာခိုဆိုခြင်းနဲ့နောင်းနဲ့တွဲပြီးတော့သုံးလို့ရပါတယ်ဒီလိုမျိုးဗီဒီယိုလေးတွေကြည့်ပြီးတော့အင်္ဂလိပ်စာတူတက်ကို follow လုပ်ထားပြပါ